ုရားသခင်ဖတ်ဆက်တော်ရာကို လူသည်မခွဲခွာစေနှင့်ဂျွန်ယူမင်းရဲ့ပရစ်ချ်ကိုမေကွန်လေးနဲ့မေးမယ်နော်လက်ထက်ချင်းဆက်ကရမန်တူမခံယူဒီခံယူမဲ့နေ့အထိစာပြီးချစ်တဲ့နေရာနေဘလောက်ဘယ်နှစ်ရှိသွားပြီလဲ 6နှစ်တဲ့နော်ဒီဆက်ကရမန်တူကိုခံယူဖို့အတွက်6နှစ်စဉ်းစားပြီးတော့မှခံယူကြတာဖြစ်တယ်နောက်ထပ်မေကွန်တစ်ခုသူတို့သားသူတို့သမီးတကယ်ချစ်လားမချစ်လားဆိုတာကိုဒါမှမဟုတ်ရင်လင်နဲ့မရတကယ်ချစ်လားမချစ်လား ဆိုတာကိုစမ်းသပ်ပေးမဲ့အရာကဘာလို့ထင်လဲတကယ်ချက်လားမချက်လားဆိုတာစမ်းသပ်ပေးမဲ့အရာဘာလို့ထင်လဲဘယ်အရာကစမ်းသပ်ပေးမဲ့လို့ထင်လဲတကယ်ချက်လားမချက်လားဆိုဘယ်လိုထင်လဲအားလုံးဝိုင်းဖြည့်လို့လည်းရပါချစ်ချင်းမြတ်တာနဲ့တီးခန့်ခြင်းတဲ့နော် ကျွန်တော်ပြောချင်တာကတော့တကယ်ချစ်လားမချစ်လားကိုစမ်းသပ်ပေးမယ့်အရာသည်ဒုက္ခအခက်ခဲပဲဖြစ်တယ်။ဘာဖြစ်လို့လဲဆိုတော့ပျော်ရွှင်နေတဲ့အချိန်အဆင်ပြေနေတဲ့အချိန်မှာချစ်ပြတာထက်အခက်ခဲတွေကြားထဲမှာမေတ္တာတရားကိုဆက်ပြီးထားပြီးတော့ချစ်နိုင်တာကတကယ်ချစ်တာဖြစ်တယ် ကျွန်တော်တို့ဘဝတ္တမှာကြည်လိုက်ရင်မိသားစုတွေရဲ့ဘဝတ္တမှာကြည်လိုက်ရင်တကယ်ချစ်လားဆိုတာကိုတက်တည်ပြဖို့အတွက် surprise gift တွေပေးတာတို့ honeymoon ခီးသွားတာတို့လက်ဆောင်ဝယ်ပေးတာလေးတွေဒါကတကယ်ချစ်တာကိုပြနေတာချက်ဒုက္ခကြာအခက်ခဲတွေကြားထဲမှာသစ္စာမပြတ်ခြင်းကတကယ်မေတ္တာတရားကို ပြသခြင်းဖြစ်ပါတယ် ။ဒါကြောင့်လဲဆိုတော့မိသားစုဘွားသက်တာတခုကိုတိဆောက်တော့မယ်ဆိုရင်ဘယ်သူမဆိုဒုက္ခအခက်ခဲပြဿနာဆိုတာကြုံတွေ့ရမှာဖြစ်တယ်။ဒီဒုက္ခအခက်ခဲပြဿနာတွေကသာလင်မိသားစုက ပို့ပြီးတော့ခိုင်မြဲသွားတာလားဒီဒုက္ခတွေကြားထဲမှာမိသားစုကပြိုကွဲသွားတာလားဆိုတာအဲ့ဒီနေရာမှာအဖြေရှိတယ်။တခါတည်းကြတော့စစ်မှန်တဲ့မေတ္တာတရားနဲ့ချစ်တဲ့သူတွေက အခက်ခဲကြားထဲမှာဒုက္ခတွေပြဿနာတွေကြားထဲမှာမေတ္တာတရားပို့ပြီးတော့မှတိုးပွားလာတာဖြစ်တယ်မေတ္တာတရားမစစ်မှန်ဘူးဆိုရင်ဒုက္ခအခက်ခဲပြဿနာတွေကြုံပြီးဆိုရင်တယောက်ကိုတယောက်အပြစ်တင်ပြီးတော့မှတဖြည်းဖြည်းနဲ့ဝေးသွားကြတာဖြစ်တယ်ဒါမှမဟုတ်တကယ်ချစ်လားမချစ်လားကိုစမ်းသပ်ပေးမဲ့အရာသည်ဒုက္ခအခက်ခဲပြဿနာဖြစ်တယ်အခုချိန်မှာအစဉ်ပြေနေရင် သူတို့တယောက်တကယ်ချစ်လားဆိုတာက သိပ်ပြောလို့မရဒါပေမဲ့ ဒုက္ခခက်ခဲပြဿနာတွေကြုံလာပြီးမိသားစုဘောတိဆောက်တဲ့အချိန်မှာခက်ခဲတွေကြုံလာပြီးအဲ့ဒီအချိန်ကြာရင်တကယ်ချစ်လားမချစ်လားဆိုတာပေါ်လာတယ်တကယ်မချစ်တဲ့သူတွေကသူ့ကိုပြစ်တင်ကိုယ့်ကိုပြစ်တင်တယ်မိသားစုကိုပြိုကွဲအောင်လှုပ်တက်ကြတယ်တကယ်ချစ်တဲ့သူတွေကြတော့တယောက်နဲ့တယောက်တိုင်ပင်ဆွေးနွေးပြီးတော့မှဒီပြဿနာအကောင်းဆုံးဖြေရှင်းနေမေတ္တာတရားတွေပို့ပြီးတော့တိုးပွားလာတယ်ဒါကြောင့်မို့ညီကိုမနမပေါင်းတို့မေတ္တာမှာ သစ္စာမပါရင်ချစ်ခြင်းမေတ္တာဆိုတာအလကားဖြစ်တယ်။ဒါချစ်ခြင်းရှိဖို့ဆိုတာကချစ်ခြင်းတစ်ခုတည်းနဲ့မလုံလောက်တော့ဘူး။ဘာကြောင့်လဲဆိုတော့သစ္စာတရားကအရေးကြီးလာပြီဆိုတာကိုတွေ့ရတယ်။ဒီနေ့တို့သားနဲ့တို့သမီးသည်ဖျားရှိလူရှိအသင်းတော်ရဲ့ရှိမှာသစ္စာပြုကြမှာဖြစ်တယ်။ဒီသစ္စာကိုတန်ရှင်သောဆက်ကရမန်တူကိုခံယူခြင်းအပြင်ပြုကြတာဂုံယူစရာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ဒီလက်ထက်ချင်းဆက်ကရမန်တုကိုတန်ဖိုးထားတဲ့မိသားစုဖခင်နဲ့စတဲ့မိသားစုဖခင်ယေရှုပေးมาဖြစ်တယ်ဖခင်နဲ့မစတဲ့မိသားစုတွေအများကြီးရှိတယ်ဖခင်နဲ့မစတဲ့မိသားစုတွေရဲ့ရှေ့မှာစံပြနေတဲ့ငါတို့ဒီဖခင်နဲ့စတဲ့မိသားစုကိုဖခင်ရှေ့လူရှေ့အသင်းတော်ရှေ့မှာရဲရဲဝံ့ဝံ့ဂရုသစ္စာပြုကြတယ်ဒါဟာ တန်ဖိုးရှိတယ်မေတ္တာတရားစစ်မှန်တဲ့မေတ္တာတရားကိုဖော်ပြသလိုဂုံယူစရာဖြစ်တယ်နောက်တစ်ခုကဖျားနဲ့မစတဲ့မိသားစုတွေအတွက်လမ်းကောင်းပြရလဲကြတယ်နောက်လာမဲ့လူငယ်တွေဆက်ကရမန်တုကိုတန်ဖိုးထားဖို့အတွက်လမ်းကောင်းပြနေရလဲကြပါတယ်ဒီတကြောင့်မို့တစ္ဆာရှိတဲ့မေတ္တာတရားပြေဝတဲ့မိသားစုဖြစ်နေတန့်ရှင်းသောဆက်ကရမန်တုကို အများရှိဖျားရှိနဲ့အသိတော်ရှိမှာ ခံယူကြတယ်ဂျွန်နဲ့ဘရစ်ဂျစ် congratulations ပါလို့ပြောချင်တယ်။ဘာကြောင့်လဲဆိုတော့သစ္စာတရားဒီအင်တာမအရေးကြီးတယ်။ဒီသစ္စာကစပီးပြုလိုက်တဲ့ပြုလို့လိုက်တဲ့နေ့ကနေပြီးတော့မှသက်ဆုံးတိုင်ဆိုတာကိုတိတိထားတဲ့အတွက်ကြောင့်မဖြစ်ဘူး။တခါတန်ကြတော့ပြုတဲ့သစ္စာသည်တရက်ပြုတဲ့သစ္စာမဟုတ်ဘူး။တလပြုတဲ့သစ္စာလည်းမဟုတ်ဘူး။ တနှစ်ပြုတ်တဲ့သစ္စာလည်းမဟုတ်ဘူးငါးနှစ်ပြုတ်တဲ့သစ္စာလည်းမဟုတ်ဘူးအခုပြုတ်မဲ့သစ္စာသည်တသက်အတွက်ဖြစ်တယ်တစ်ချိန်ဤသာပြုတ်ပြီးတော့မှတသက်အတွက်ဖြစ်တယ်အရကအင်တမအရေးကြီးတယ်ဟောတသက်ဖြစ်တဲ့အတွက်ကြောင့်မို့အချိန်ယူကြတယ်စဉ်းစားကြတယ်ပြုတ်ပြီးဆိုရင်တည်အောင်စူးစမ်းရတယ်အဲ့ဒီသစ္စာကိုပြုတ်ပြီးဆိုရင်သစ္စာတည်အောင်စူးစမ်းရတယ် ဲ့ဒီသစ္စာမတည်ဘူးဆိုရင်တော့အင်တန်မှဆက်เสียကောင်းပါတယ်ပေးထားတဲ့ဂရီသစ္စာကို မတည်တဲ့သူတွေကဆက်เสียကောင်းတယ်မဆက်တတ်တဲ့သူတွေကတော့ညာရင်မမီလို့ပဲဘာကြောင့်လဲဆိုတော့သစ္စာတစ်ခုကို ပြုလိုက်ပြီးဆိုရင်ကိုပြုတဲ့နေ့ရက်တိကျရောက်မှသာလင်အဲ့ဒီသစ္စာက ပြည့်တယ်လို့ခေါ်တယ် လက်ထချင်းဆက်ကရမန်တူးကြတော့သစ္စာပြည့်တဲ့နေ့ရပါလဲဆိုတော့တယောက်သေဆုံးသွားတဲ့အထိပါတယ်အဲ့ဒီသစ္စာဒါကြောင့်မို့သက်ဆုံးတိုင်ဆိုတဲ့သစ္စာတစ်ခုကိုပြုကြတာဖြစ်တယ်သက်ဆုံးတိုင် ဖြစ်တဲ့အတွက်ကြောင့်မို့တံပိုးထားရတယ်နောက်တစ်ခုကတီကြီးအောင်စူးစားကြရတယ်ဘာဖြစ်လို့အဲ့လိုပြောရလဲဆိုရင်မတီကြီးခဲ့ဘူးဆိုရင်အင်တာမရှက်စရာကောင်းပါတယ် ဘယ်သူပဲဖြစ်ဖြစ်ပေါ့နော်တစ္ဆာတစ်ခုကိုပြုထားတယ်ယန်သီလာရှင်တွေလည်းတစ္ဆာပြုထားတာရှိတယ်အိမ်တော်တွေမိသားစုတွေလည်းတစ္ဆာပြုကြတာရှိတယ်ဘယ်သူမဆိုတစ္ဆာတည်တဲ့သူတွေကတန်ဖိုးရှိတယ်တစ္ဆာမတည်တဲ့သူတွေကြတော့ဆက်စရာတော့ကောင်းပါတယ်ထပ်ပြီးတော့မှအဲ့ဒီတစ္ဆာဘယ်အထိအကျိုးသက်ရောက်မှုရှိလဲဆိုတာကိုဆက်ပြီးစဉ်းစားကြရအောင်ဒီတစ္ဆာကဘယ်ဒီအကျိုးသက်ရောက်မှုရှိလဲဆိုတော့ သာသမီမိမြင့်တေတိုင်အောင်အဲ့ဒီတစ္ဆာကအကျိုးသက်ရောက်မှုရှိတယ်တစ္ဆာမတည်ရင်သာသမီမိမြင့်လေးတွေဟာမျက်နှာငယ်ရတယ်တစ္ဆာမတည်ဘူးဆိုရင်ရလာမဲ့သာသမီလေးတွေဟာလူကြားမှာခေါမပေါ်ရဲဘူးမိဘတွေတစ္ဆာမရှိလို့မိဘတွေတစ္ဆာမရှိရင်သာသမီလေးတွေခေါမပေါ်ရဲကြတယ် မိဘတွေသစ္စာမရှိလို့သာသမီလေးတွေဘဝဒုက္ခရောက်ကြတယ်ငငယ်ရွယ်လေးနဲ့မိဘတွေသစ္စာမရှိလို့ဘသူကိုအဖေခေါ်အမှန်မသိအမေခေါ်အမှန်မသိတဲ့သာသမီလေးတွေအများကြီးရှိအဲ့ဒါဘာလဲသစ္စာကိုတန်ဖိုးမထားကြဘူးမေတ္တာကို အလွယ်သုံးစားပြုလုပ်ကြတယ်ဒီတက်ကြောင့်မို့ဒီမှာရှိတဲ့သူတို့သားသူတို့သမီးကို ပြောရင်းနဲ့အားလုံးကိုပြောချင်တာက သစ္စာတရားသည်ဂတိပေးထားတဲ့အတွက်ကြောင့်မို့ဒီအရာကိုတည်အောင်ကျွန်တော်တို့တဦးချင်းစီကစ조사ကြရမှာဖြစ်တယ်။သာသမီလေးတွေမှာကျွန်တော်တွေ့ဝူတဲ့ဖြစ်ပျက်လေးတစ်ခုရှိတယ်။အဲ့ဒါကိုပြန်ဝေမျှချင်ပါတယ်။သာသနာတစ်ခုမှာဂျူပလီလုပ်တယ်။ဘုန်းတော်ကြီးတစ်ပါးရဲ့ဂျူပလီ။အဖုန်းတော်ကြီးတစ်ပါးရဲ့ဂျူပလီလုပ်တဲ့အခါမှာအဲ့ဒီဘုန်းတော်ကြီးကသူနဲ့အတူတူပေါ့နော်။ မင်္ဂလာဇုံတွဲတွေလည်းဂျူပလီလောက်ကြမယ်လို့အဲဂျူပလီတွေပေါင်းတာပေါ့နော်ဂျူပလီတွေပေါင်းပြီးတော့လောက်ကြတယ်တချို့က25နှစ်ဂျူပလီ တချို့က30ဂျူပလီအဲမျိုးလေးပေါ့သူတို့မင်္ဂလာဇုံတွဲလေးရသူတို့နှစ်အကန့်အသတ်လေးသူတို့ရဲ့ဂျူပလီနှစ်လေးတွေနဲ့ပေါင်းပြီးတော့မှဖုန်းတော်ကြီးရဲ့25နှစ်ဂျူပလီနဲ့တွဲပြီးတော့မှသူတို့ဒီဂျူပလီပွဲတစ်ခုကိုလှုပ်တယ်အဲ့ဒီလှုပ်တဲ့အချိန်မှာ ဖုန်းတော်ကြီးဂျူဘလီဖြစ်တဲ့ကြောင့်မဖတ်ဆရာတော်လဲကြွရောက်ခဲ့တာဖြစ်တယ်။ဖတ်ဆရာတော်ကြွရောက်တဲ့ချိန်မှာနောက်ပိုင်းမှာဒီဖုန်းတော်ကြီးရဲ့မိစားဂျူဘလီဂျေဇုတည်တခြင်းဆိုပြီးတဲ့ချိန်မှာနော်ဖုန်းတော်ဒီဖတ်ဆရာတော်ကနေပြီးတော့မှဂျူဘလီဂျူဘလီရှင်တွေပေါ့နော်မိသားစုဂျူဘလီရှင်တွေကိုတူးချင်းစီကိုသူတို့အတွက်ဂျူဘလီအမတ်တရားပစ္စည်းလေးတွေပေးတယ်။အဲဂျူဘလီအမတ်တရားပစ္စည်းလေးတွေပေးတဲ့ချိန်မှာ တတော်ပြီတတော်တတော်တတော်ပြီတတော်ပေါ့နော်ဒီဖျားစင်မှာလာပြီးတော့မှသူတို့ဂျူပလီလက်ဆောင်လေးတွေယူကြအဓိကတော့ဂျူပလီမှတ်တမ်းလေးပေါ့ဖတ်စရာတော့ပေးတယ်အဲမှာဓာတ်ပုံလေးတွေယူတယ်အဲ့ဒီမှာလက်ဆောင်လာယူရင်းနဲ့ဓာတ်ပုံရိုက်ကြတယ်ဖတ်စရာတော့ဓာတ်ပုံရိုက်ပြီးဆိုရင်ဘာတွေ့ရလဲဆိုတော့သူတို့သားသမီးလေးတွေကသူတို့မိဘအလဲရောက်ပြီးဆိုထွက်လာပြီးတော့ဓာတ်ပုံရိုက်ကြတယ် ်နောက်ထပ်မိသားစုပြောင်းသွားနောက်ထပ်ဇုံတဲ့တရွယ်ပြောင်းသွားပြီဂျူဘလီဇုံတဲ့တရွယ်ပြောင်းသွားပြီဆိုလဲနောက်ထပ်သားသမီးလေးတွေကသူတို့မိဘတွေလည်းဆိုတက်ပုံလာလာထွက်ရိုက်ကြတယ်ဒါဆရာတော်နဲ့အမတ်တရားပုံလေးတွေပေါ့နော်သူတို့အဲ့ထက်မှာဒီတက်ပုံလာထွက်ရိုက်တဲ့ချိန်မှာသူတို့ရဲ့သားသမီးလေးတွေကသူတို့ရဲ့မိဘတွေကိုမျက်နှာလေးတွေပြုံးရွှင်နေကြတယ်ဘာလဲဆိုတော့ဂုံယူတာဖြစ်တယ်သားသမီးလေးတွေကဘာကြောင့်ဂုံယူလဲဆိုတော့သူတို့ရဲ့မိဘတွေက တစ္ဆာရှိတယ်ဆိုတာကို ပြတ်တသွားနိုင်လို့ဂုံယူတာဖြစ်တယ်25နှစ်30အဲ့မှာဓာတ်ပုံထွက်ရိုက်ထွက်ဓာတ်ပုံထွက်ရိုက်ပေးကြတယ်သာသမီတဲ့ဘာဆရာရနဲ့ဆိုလဲအမှတ်တရလည်းဖြစ်တယ်ဆိုပြီးတော့ပြောချင်တာကသာသမီလေးတွေကဂုံယူတာသူတို့ရဲ့အဖေနဲ့အမေတစ္ဆာရှိတယ်ပြောကြတယ်အဲ့ဓာတ်ပုံလေးတွေပြန်ကြည့်ကြတယ်သူရိုက်တဲ့ဓာတ်ပုံလေးတွေပြန်ကြည့်ကြတယ်ပြန်ကြည့်တဲ့အချိန်မှာ လူငယ်လေးတယောက်ပေါ့နော်ပြောတယ်ငါလဲဒီအခွင့်အရေးမျိုးရကျင်လိုက်တာငါလဲဒီလိုအခွင့်အရေးမျိုးရကျင်လိုက်တာ လို့ပြောတဲ့လူငယ်လေးကိုသူ့ရဲ့ဘဝတက်တာကိုကြည့်လိုက်တဲ့ခါကျတော့မိဘတွေကကွဲနေကျန်တဲ့သားသမီးလေးတွေရတဲ့အခွင့်အရေးမရအဲ့ဒါဘာဖြစ်တာလဲတစ္ဆာတရားရဲ့ မိမိဘနှစ်ပါးရဲ့တစ္ဆာတရားကသားသမီးလေးတွေကိုသွားထိခိုက်တယ်ဆိုတာကိုပြောချင်တာဖြစ်တယ်။ဒါကြောင့်မိဘတွေသည်သားသမီးဂုံယူထိုက်တဲ့မိဘတွေဖြစ်ဖို့ကြိုးစားကြရမှာဖြစ်တယ်။လက်ထက်ချင်းဆက်ဂရမန်တူကိုခံယူပြီးတာနဲ့စဉ်းစားရမှာကဂုံယူထိုက်တဲ့မိသားစုဖြစ်အောင်ကြိုးစားမယ်လို့ဆုံးဖြတ်ပြီးမှဒီဆက်ဂရမန်တူကို ခံယူကြရမှာဖြစ်တယ်။ဂုံယူထိုက်တဲ့ဆိုတာဘာလဲ။ ကိုကိုတိုင်းကလည်းစံပြမိသားစုစံပြခရိယအိမ်တော်စုတာသမီလေးတွေအတွက်လည်းဂုံယူထိုက်တဲ့မိဘအဲ့ဒီစဉ်းစားပြီးမှစကရမန်တူကိုခံယူဖို့အတွက်ဆုံးဖြတ်ချက်ရမှာဖြစ်တယ်။ဘာကြောင့်လဲဆိုတော့တာသမီလေးတွေထိခိုက်နိုင်တဲ့အတွက်ကြောင့်မဟုတ်ဖြစ်တယ်။ကိုယ့်ရဲ့သစ္စာမတည်မှုမတည်မှုကအကျိုးသက်ရောက်မှုကတာသမီမြည်မြင့်ထိရှိတယ်။အဲ့ဒီအတွက်ကြောင့်မို့သစ္စာတရားကို တံပိုးထားပါလို့ပြောချင်တာအဖေဆိုတာအစားထိုးလို့မရဘူးအမေဆိုတာလည်းအစားထိုးလို့မရဘူးကျွန်တော်တို့ဖုန်းတော်ကြီး sister တွေ sister တွေက father mother sister အစားထိုးလို့ရတယ်တပားပြောင်းသွားရင်တော့တပားအစားထိုးလို့ရတယ်ဒါပေမဲ့မိဘတွေဒီအစားထိုးလို့မရဘူး တာသမီးတွေကလည်းအဲ့ဒီမိဘကိုရွေးချယ်ပိုင်ခွင့်မရှိဘူး။ဖျားသခင် သူ့ကဒီမိဘတွေစီမှာလာရောက်မွေးဖွားစေတာဖြစ်တယ်။မိဘကို ရွေးလို့မရဘူး။တာသမီးတွေကရွေးလို့မရတဲ့အတွက်ကြောင့်ဘုရားသခင် စီစဉ်ပေးလိုက်တဲ့အတွက်ကြောင့်မို့မိသားစုမိဘတွေသည်ကိုယ့်ရဲ့ရရှိလာမဲ့တာသမီးရဲ့ဒနာကိုတန်ဖိုးရှိအောင်တန်ဖိုးရှိတဲ့တာသမီးလေးတွေဖြစ်အောင်ပညာတတ်တဲ့တာသမီးလေးတွေရှိအောင်သူတို့ရဲ့ကျမ်းမာရေးပညာရေးလူမှုရေးအားလုံးကို စ조사ပြီးတော့တိဆောက်ပေးကြရတယ်။ဒါကအသင်းတော်ရဲ့ဒီမကြခင်ဂရိသစ္စာပြုတဲ့အထက်မှာလည်းပါလိုက်မယ်။ရရှိလာတဲ့သားသမီးလေးတွေကိုသစ္စာရှိရှိကြွေးမွေးပြီးတော့မှလက်ခံပါမလက်ခံပါမလားဆိုပြီးတော့မေးမှရှိတယ်။အဲ့အထိကိုကျွန်တော်တို့ကစဉ်းစားကြရမှာဖြစ်တယ်။ဆက်ကရမန်တို့တခုကိုခံယူပြီးဆိုရင်ဒါကြောင့်မို့ဒီနေ့တို့သားနဲ့တို့သမီးကျွန်တော်တို့ရဲ့ဒီဘဝတက်တာမှာမနော်တို့ရတို့သမီးဘဝတက်တာမှာ ပိုင်ဆိုင်ခြင်းရင်တဲ့စွန့်လွတ်ရတယ်တယောက်နဲ့တယောက်အခုပိုင်ဆိုင်နိုင်ဖို့အတွက်ဒီဆက်ဂရမန်တို့ခံယူတယ်တယောက်နဲ့တယောက်ပိုင်ဆိုင်ပြီးဒီဆက်ဂရမန်တို့ခံယူသွားရင်ဒါပေမဲ့အဲ့ဒီပိုင်ဆိုင်ခြင်းနောက်မှာစွန့်လွတ်ရတာတွေရှိတယ်ပိုင်ဆိုင်ခြင်းနောက်မှာစွန့်လွတ်ရတာဘာလဲကိုယ့်ရဲ့လွတ်လပ်မှုလေးတွေစွန့်လွတ်ရမယ်ကိုယ့်ရဲ့ဘဝတ္တတာကိုကိုယ့်ရဲ့အိမ်အောင်ဘက်ကိုအချိန်ပေးရတော့မယ် သူ့အတွက်ပို့ပြီးတော့မှစဉ်းစားပေးရမယ်ဒါကြောင့်ပိုင်ဆိုင်ဖို့ဒီနေ့လက်ထပ်ချင်းဆက်ကရမန်တွေယူတယ်ဒါပေမဲ့စွန့်လွတ်ရမယ့်အရာတွေအများကြီးရှိတယ်ကိုယ့်ရဲ့အတ္တတွေမာနတွေဒေါသတွေလောဘတွေစွန့်လွတ်ရမှာရှိတယ်ဘာကြောင့်လဲဆိုတော့သူတို့သားတွေသူတို့သမီးတွေဓာတ်တွေစွန့်လွတ်ပေးရမှာဖြစ်တယ်သူတို့သမီးတွေသူတို့သားတွေဓာတ်တွေစွန့်လွတ်ပေးရမှာဖြစ်တယ်အဲ့ဒါကဘာကြောင့်လဲဆိုတော့ပိုင်ဆိုင်ခြင်းနဲ့ဆိုရင် စွန့်လွတ်ပေးရမယ့်အရာတွေရှိတယ်ဆိုတာကို ဖော်ပြချင်တာဖြစ်တယ်။နောက်တစ်ချက်ကကိုကအချစ်ခံရဖို့ကြိုးစားတာထက်ချစ်နိုင်တဲ့သူ ဖြစ်ဖို့အရေးကြီးတယ်။ကိုကချစ်ချင်းမြတ်တာကိုပေးမဲ့သူဖြစ်ဖို့အရေးကြီးတယ်။ကိုကြီးပဲအချစ်ခံရဖို့ကြိုးစားတာထက်ကိုက ကိုရဲ့ချစ်ချင်းမြတ်တာတွေကိုကိုရဲ့အိမ်တော်ဘက်ကိုအကောင်းဆုံးပေးဖို့အရေးကြီးတယ်။နောက်ဆုံးပါလဲကိုကကိုဘက်ကပေးခြင်းအားဖြင့်သာလျှင်ပြန်ပြီးတော့မှကြည်နူးမှုကိုရယူပါ သစ္စာတည်ခြင်းအားဖြင့်သာလင်ဂုံယူဝမ်းမြောက်မှုကိုရယူဖို့အရေးကြီးပါတယ်ဒီတကြောင့်မို့ဘုရားသခင်ဖက်ဆက်သောအရာကို လူသည်မခွဲခွာစေနှင့်ဂျွန်နဲ့ပရိဂျစ်သစ္စာတည်ကြည်တဲ့မိသားစု ဖြစ်ဖို့အတွက်ဆန္ဒပြုတယ်ဆုတောင်းပေးတယ်သစ္စာကိုတန်ဖိုးထားပြီးတော့မှသက်ဆုံးတိုင်းဘုရားရှိလူရှိမှာဂုံယူထိုက်တဲ့မိသားစုစံပြခရိယံမိသားစုဖြစ်ပါစေကြောင်း ဆုတောင်းပေးတယ်ဖြစ်နိုင်အောင်လဲကြိုးစားကြဖို့အတွက်ဒီဆက်ကရမန်တူ ခံယူတဲ့နေ့မှာမှာကြားချင်ပါတယ်ပြားရဲ့ကောင်းကြီးမင်္ဂလာ သင်တို့ရဲ့မိသားစုအစ်တလေးမှာအစဉ်မြဲတက်ရောက်ပါစေပြားရဲ့ခြေစူးများစွာနဲ့ပြည့်ဝသောမိသားစု ဖြစ်ပါစေစံပြခရိယံအိမ်တော်စုဖြစ်ပါစေလို့ဆန္ဒပြုဆုတောင်းပေးပါတယ်